ီစင်ပေါ်မှာအကောင်းဆုံးလုပ်ပြမယ်လို့အစောတည်းကဒါရည်ရွယ်ချက်ချတာဆိုတော့အားလုံးသိပါတယ်အားလုံးလည်းသိပြီးသားပါညီမဆွဲဘလောက်ကောင်းလဲဆိုတော့လည်းအားလုံးသိရတဲ့အတွက်ရောက်တဲ့လောက်နေရာကိုညီမယူမယ်ပေးတဲ့လောက်အရာကိုညီမယူမယ်ညီမရဲ့ကြိုးစားမှုကတော့လုံးဝမလျော့ဘူးအရှိနေပဲမြင်နေကြပုံစံမျိုးပေါ့နော်ဒါပေမဲ့အကုန်လုံးအတန်ရှင်းရှိနေတဲ့အချိန်မှာညီမဆွေတူလေးနဲ့ဖြစ်သွားတယ် ဲ့ဒါကိုလည်းမြင်းရပုံစံမျိုးတွေရပဲခွဲထွက်ပြီးတော့ကိုကိုတိုင်းဒီလိုကိုကေလေးနဲ့ကို့အတွက်ကိုမြင်းရပုံစံမျိုးလို့ပြောတာနော်သူများနဲ့ပြောတာမဟုတ်ပါဘူးရှင်အဲ့တော့ကို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 ကေလေးနဲ့အကောင်းဆုံးချက်ပြတော့ပါမယ်တွန်းအားကတော့ဒီညီမကောင်းတဲ့အရာတစ်ခုလုံးလိုက်တိုင်းပေါ့နော်မနေ့ကဆိုရင်ဒါ first day first day ဆိုတာညီမတို့ဒါ sign contract ပေါ့နော်အဲ့ဒီမှာညီမအဝါရောင်ရွှေရောင်ကောင်းတဲ့ညီမလမ်းလျှောက်ပြီးတင်တာအဲ့ဒါကိုသဘောကျကြတယ် negative ဘက်သွားတဲ့စာရင်းမြင်ညီမမဟိုတတ်ဘူးအဲ့လိုကိုယ့်ကိုလေးအသဘောကျရတယ်စူးစမ်းတော့အတိမတ်ပြုတ်ရလို့ပြောတဲ့အပေါ်ကျလို့ရှိရင်ညီမအယံဝန်းနေတယ်ကြော်ပြီးတော့အယံဝန်းနေတယ်ကွာမနေ့ကဆိုရင်အဲ့လိုမျိုးကြော်လိုက်မျက်ရည်လေးဝဲလိုက်ကိုယ့်ကိုပြန်စိတ်ထိန်လိုက်ပေါ့နော်ကိုယ့်ကိုအဲ့လိုချီးကျူးရင်အယံပြော်တတ်တယ်ငငယ်တည်းကလေရင်သိမ့်မခုံပျော်နေတာလေရင်သိမ့်မခုံပျော်နေတာဒီမှာပထမဆုံးညီမရဲ့အမြွန် journey ရဆပြီဆိုတော့ ဒီမှာအကောင်းဆုံးလုပ်ရမယ့်ဟာတွေကကိုယ်အကောင်းဆုံးပုံဖော်ဖို့အတွက်အချိန်က right time ပဲဆိုတော့အကောင်းဆုံးလုပ်မယ်ရှင်။ဟောအရင်နှစ်ရှင်းနှစ်ရှင်းနှစ်တရားဆိုညီမအရန်ကြိုက်တယ်မတီးတို့အာမဟန်လေးနောက်ပြီးတော့မတ်သက်ဆန်အရန်ကြိုက်တယ်ကိုကွန်လည်းအများကြီးအားပေးတယ်မတ်အိမ်မြက်ချေအကုန်လုံးအကုန်လုံးကြိုက်တယ်အဲ့လိုမျိုးအမားတို့ပုံတွေတက်လာပြီဆိုလို့ရှိရင်လည်းအဲ့ဒီပုံလေးတွေကိုကြည့်ပြီးကိုကအားကြခဲ့ရတာ။အော်ငါသာတနေ့ Miss Universe မြန်မာပေးရတင်တဲ့ပုံထဲမှာပါနိုင်ခဲ့ရကောင်းပါပဲပေါ့နော်။ ဉာဏ်တွေးခဲ့တာအခုတော့အဲ့လိုမျိုးပါခဲ့ပါပြီညီမရဲ့ကိုကဒီစင်ပေါ်မှာအကောင်းဆုံးလုပ်ပြမယ်လို့အစောတည်းကဒါရွေချက်ချတာဆိုတော့အားလုံးသိပါတယ်အားလုံးလည်းသိပြီးသားပါညီမဆွဲဘလောက်ကောင်းလဲဆိုတော့လည်းအားလုံးသိရတဲ့အတွက်ရောက်တဲ့လောက်နေရာကိုညီမယူမယ်ပေးတဲ့လောက်အရာကိုညီမယူမယ်ညီမရဲ့ကြိုးစားမှုကတော့လုံးဝမလျော့ဘူးအကောင်းဆုံးအဲညီနေကြပုံစံမျိုးတွေထဲမှာမှာပေါ့နော်ညီမကိုညီနေကြပုံစံမျိုးကညီမကဒီစပင်းအရှိန်နဲ့ပဲညီနေကြပုံစံမျိုးပေါ့နော် ဒါပေမဲ့အကုန်လုံးအတန်းရှင်းရှိနေတဲ့အချိန်မှာညမစွင်တူလေးနဲ့ဖြစ်သွားတယ်။အဲ့ဒါကိုလည်းမြင်းရပုံစံမျိုးတွေကပဲခွဲထွက်ပြီးတော့ကိုကိုတိုင်းဒီလိုဘူကေလေးနဲ့ကို့အတွက်ကိုမြင်းရပုံစံမျိုးလို့ပြောတာနော်။သူများနဲ့ပြောတာမဟုတ်ပါဘူးရှင်။အဲ့တော့ကို့ကိုကိုဘူကေလေးနဲ့အကောင်းဆုံးချပြတော့ပါမယ်။တွန်းအားကတော့ဒီညမကောင်းတဲ့အရာတစ်ခုလုံးလိုက်တိုင်းပေါ့နော်မနေ့ကဆိုရင်ဒါ first day first day ဆိုတာညီမတို့ဒါ sign contract ပေါ့နော်အဲ့ဒီမှာညီမအဝါရောင်ရွှေရောင်ခေါင်းနဲ့ညီမလမ်းလျှောက်ပြီးတင်တာအဲ့ဒါကိုသဘောကျကြတယ်ညီမက အဲ negative ဘက်သွားတဲ့စာရင်းမြင်ညီမမငိုတတ်ဘူးအဲ့လိုကိုယ့်ကိုလေသဘောကျရတယ်စူးစမ်းတော့အတိမတ်ပြုတ်ရလို့ပြောတဲ့အပေါ်ကြလို့ရှိရင်ညီမအယံဝန်းနေတယ်ပျော်ပြီးတော့အယံဝန်းနေတယ်ဗျာမနေ့ကဆိုရင်အဲ့လိုမျိုးပျော်လိုက်မျက်ရည်လေးဝဲလိုက်ကိုယ့်ကိုပြန်စိတ်ထိန်လိုက်ပေါ့နော်ကိုယ့်ကိုအဲ့လိုချီးကျူးရင်အယံပျော်တတ်တယ်ငယ်ငယ်လေးကလေအဲ့လိုမျိုးဆိုတာအဲအနည်းဆုံးတော့ညီမမှာဒါအသက်ငယ်သေးတဲ့အာသာကြလေးရှိသေးတယ်အာသာကြလေးရှိသေးတယ်အကယ်ညီမဒါအသက်ကြီးသွားမယ်ဆိုလို့ရှိရင်ဒါသူများတွေအသက် အဲကြီးလို့ပြိုင်နေဆိုတာကဒါအချိန်ပေးနိုင်ကြတယ်ညီမကကြတော့ညီမအသက်ကြီးသွားရင်ကြတော့မမေကိုပုံယူဆိုင်ရတော့မယ်လေအဲ့တော့ဒီချိန်မှာမမေကလည်းကျမ်းမာရေးလေးကောင်းအောင်လို့မမေကိုပြုစုထားပြီးရဲ့အချိန်မှာမမေကိုခဏလေးခွင့်တောင်းပြီးတော့ကိုကိုကိုစူးစမ်းခွင့်ရတာဟာဒါဟာအမျက်ပဲအဲကိုရဲ့ဒါဖြစ်ခဲ့မှုတဲ့အရာတွေရှိခဲ့ပြီးတဲ့အရာတွေကိုအကောင်းဆုံးပြုပြင်ပြီးတော့ဒီချိန်လာပြန်ရတာအမျက်ပါပဲရှင်။ဟုတ်။မကောင်းတဲ့အပုပ်သတင်းမှန်သမျှတော့ကိုလုံနေရင်ထောင်းကနေတန်းပေါ်တာပဲ ညီမရဲ့ရာဇဝင်တမိုင်းမှာညီမဘသူ့အပေါ်မှာမမကောင်းတဲ့အရာမလုပ်ခဲ့ဘူးဆိုတာအားလုံးသိပါတယ်။အဲ့တော့ညီမရဲ့ဘဝကညီမရူးသားစူးစမ်းနေရုံတသက်ပဲ။ညီမကဒီလိုဓာတ်တွေလှုပ်ရှင်လို့လဲလာပြန်တာမဟုတ်ဘူး။ညီမမင်းကလေးတယောက်ဟာသူ့ရဲ့အိမ်မက်ကိုအကောင်းဆုံးအကောင်းတဲ့ပေါ်တာဟာတခြားဘာမှတော့အမှားမရှိဘူးလို့ထင်ပါတယ်။ညီမလေးပဲတွေးပြပါ။ဟုတ်။ ကျေးဇူးများကြီးတင်ပါတယ်ဘလူနီယာရဲ့ရောက်ဒါညီမကတော့ကိုလောမစ်တောင်ဝင်းကိုအကောင်းဆုံးခြေပြောင်းဆောင်ရွက်သွားမယ်အကောင်းဆုံးဒါဂုံသိမ်းမညှို့နှောင်းအောင်ပေါ့နော်ကိုကုံကိုမြင့်တင်ခြင်းလို့ပေါ့ညီမဒီလိုနေအောင်ရောက်ရှိနေတာဖြစ်တဲ့အတွက်ညီမအကောင်းဆုံးကြိုးစားပေါ့တော့ပါမယ်ရှင်ဟုတ်တယ်လက်ကတော့ဘလူလာမဲဆိုစိတ်ဝင်စားကြပါဘောလို့ဘလူလေးပြအောင်လဲပေါ့အဲညီမကညီမတူရီယာဆိုလည်းတော်တော်များတိတက်တယ်လीအဲ့လိုဆိုတော့အဲဟိုတော်တော်များတိတက်တယ်ဆိုတာကတော့သင်လွယ်တက်လွယ်ပေါ့နော်အဲ့တော့ မသိသေးဘူးဒါတခုခုပေါ့ဒီမှာတော့ talent show ဆိုပြီးတော့မပါပါဘူး national costume ပဲအဲ့ဒါကိုညီမဒါရိုးရိုးရှင်းရှင်းလေးနဲ့ပြည့်သက်အမြင်မှာညီမရဲ့အရင်နှောင်းကခရီးနာဆိုးဆိုတဲ့ခံစားချက်လေးကိုပြန်ပြီးတော့မြင်ရအောင်လို့လောက်လောက်ဆောင်သွားပါမယ်ရှင်ဟုတ် MC ဘုဆိုတာကိုယ့်အတွက်အရင်မိုက်နေတာဘယ်လိုဆိုလဲရိုးရိုးရှင်းရှင်းလေးပဲဒါမဲ့အားလုံးကြိုက်မှာပါဟုတ်ပြန်တော့ဆိုတော့ဝါးကနေဖြစ်ရမယ်အဲ့လိုဝါကနေဆိုတာထက်ကိုအကောင်လုံးကအော်ဒါသူကတော့သူ့ရဲ့အားသာချက်နဲ့သူအကောင်းဆုံးလုပ်သွားတာပဲဆိုတော့ ဘာလို့ဆိုတော့ဒီမှာကညီမတို့လှုပ်ဆောင်နေတဲ့အားသာချက်တွေအကုန်လုံးချပြမှုရောက်ရှိနေတာလေအဲ့တော့ညီမဆိုရင်ညီမအားသာချက်ကပါလေညီမချင်းစုတက်တယ်ညီမဆိုင်ဝင်တီးတက်တယ်တခြားဒူရီယာတွေလည်းတီးခတ်တက်တယ်အဲတင်မယ်ဆိုရင်လည်းညီမချင်းချင်းတက်တယ်ပေါ့နော်အဲ့တော့ဘာလို့နိုင်မလဲပေါ့ဟာ